လေဆက်ဆက်တွေ့ခြင်းเนี่ยအရင်အေးတာပွဲတွေမှာကျွန်တော်တို့က fashion show ပွဲတွေမှာတွေ့ရင်လေ သူကသူတယောက်တည်းထိုင်နေတာပေါင်းသင်းဆက်ဆက်ရေးဆိုလဲဟိုလူဆိုတုံးပြလိုက်ဒီလူဆိုပြအေးတော့အေးတယ်ဒါပေမဲ့အရန်အများန်း smile ပဲအော်လေချိုးရဲလို့တိလာပြီးတော့လဲလို့အရန်လာတယ်လို့တခုချင်းစီစီကြည့်တခုချင်းစီလာတာပြီးတော့ဗာလဲဆိုတော့လေသူ့ကိုကျွန်တော်တို့ကလေ international လို့ပုံစံမျိုးအရန်တိရမလားအမိုက်စားလှုပ်လိုက်ပြီးဆိုရင်တော်တော်ကိုထွက်လာမှာအဲ့တော့ညီမနောက်ပိုင်းကျရင်ဒီလုပ်ငန်းကိုဒီချက်ဒီ local ကနေပြီးတော့မှ international ဒီဖောက်ရှင်တဲ့အချိန်ညရင်နိုင်ငံခြားမော်ရယ်မငှားတော့အဲတယောက်ရှိသွားပြီเนาะဟုတ်ပါ တော့ပြောမနေနဲ့အဲ့လိုမျိုးအေးအေးလေးနဲ့ချိုးတာသူကြည့်အေးအေးလေးပဲဒါပေမဲ့လူတိုင်းချိုးနေအဲ့လိုမျိုးလို main ကလေးစစံပုံစံမျိုးငေးရများရဲ့ပြီးတော့အဲ့လိုအဲ့လိုအပေါ်ကနေ t-shirt အပွားကြီးနဲ့အောက်ကဘောင်းမီပွားကြီးကိုပြွေးသွားအဲ့ကြိုက် main ကလေးရအစားငေးရဟုတ်တယ် ရန်ကြိုက်တာပဲရန်ကြိုက်တာမိန်းကလေးချင်းအဲ့လိုကိုယူစားစကားလာပြောရရင်အဲ့လိုမျိုးရှိရဲ့ဟဲ့အရန်ဆိုတာလေးချာတန်တန်လေးနဲ့ချစ်စရာကြီးလိုက်လေတကူလုံးမှာအဲ့လိုမျိုးဒီလိုဒီလိုသိတာကိုရီလိုဒီလိုမာဆယ်တွေမရှိဘူးပြီးတော့ငယ်ရွယ်မနှုတ်ပြူတယ်ပြီးတော့အရက်ရှည်တယ်အသားဖြူတယ်မျက်လုံးမျက်ခုံးနှာခေါင်းအကုန်လှတယ်ပါပဖြစ်နေရလေနော်ကိုသားသမီးကိုသမီးလေးဆိုဘလောက်ကောင်းမလဲထားစင်ရအောင်ရှိမှာမဟုတ်ဘူးရပါမယ်မွေးစားနေရမှာအဲနော် တတော်ရဲ့ဒီအိမ်ကြီးရိုက်ဖြစ်တာပေါ့နော်အာပုပ်ပပါလေးနဲ့ဘဲရာတိဥတုမဆိုအញ្ញမ်းလိုက်တဲ့တွေ့ရိုက်ပြီးရိုက်ဖြစ်တာပေါ့နော်မမလည်းကိုချစ်လို့ညီမလေးနဲ့နော်အဲ့ဒါလည်းအလုပ်တွေဆက်လုပ်အောင်ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့တော့ဒီတော်တော်အထည်ဘေးလေးရောင်းဝယ်ပြီးပြီးတော့အောင်ထည်ချုပ်လုပ်ငန်းရဲ့ဖောင်တာပါအခုကျမဖက်ရှင်ဒီဇိုင်နာတော်တဆင်ဖြစ်ပါတယ်အဲကျမပထမဆုံးကတော့ဒီ2013လောက်ကနေစပြီးတော့ဒီဒီဇိုင်နာလုပ်ကိုစလုပ်တာအဲတန်တန်းနေတိုင်နေလုပ်တာပေါ့နော်နောက်ပိုင်းမှာတော့ဒီဒီချေဒီဇိုင်နာထိတိတင်စီမ နာတင်နန်းတက်တာအော်တင်နန်းတက်ပြီးတော့အဲ့တင်နန်းကနေပြီးတော့မှပြီးွားတဲ့အချိန်မှာအဲတခြားပေါ်ဒီစီးပွားရေးတွေလောက်လိုက်သေးတယ်အဲ့ဒါပြီးတဲ့အချိန်မှာဒီ design ဒီ rate to wear ကိုအရင်လောက်ချင်တာ ਉਹ ဒီ rate to wear ထုတ်ချင်တော့ဒီဘောင်းမီနဲ့အင်ဂျီတွေကိုအဓိကထားထုတ်ချင်တာဒီ share engine နဲ့ဘောင်းမီတွေထုတ်ချင်တော့စင်ကာပူမှာကျွန်မတက်လာခွဲလောက်သွားပြီးထက်တက်တယ်ဒီရဲ့ပတ်တန်ကစားပုံကစားနည်းတွေစင်ကာပူက government အကြောင်းမှာထက်တက်ပြီးတော့မှဒီလောကတွေကိုအဲပြောင်းဝင်လာပြီးတော့မှနောက်ပိုင်းကျလဲကျတော့ကျွန်မစီးပွားရေးတွေကိုပြောင်းဝင်တာပေါ့အထယ်ပေးလေလုပ်ငန်းလောက်တာအထယ်ပေး ေးလေးလုပ်ငန်းအနေမှာ အခုဒီအောင်ထဲချုပ်အောင်ကားမှန်ဆိုပြီးတော့ကျွန်မအခုဒီအထဲချုပ်လုပ်ငန်းနေပြီးတော့ဒီလို ready to wear တွေကိုတူတိုင်းဝတ်နိုင်တဲ့ငွေအမောက်ပမာဏမှာပဲရှိတဲ့အနေထားနဲ့ထုတ်တာပေါ့နော်အခု loss တော့လက်လီလက်ကပေါ့ဟုတ်ကဲ့ပေါ့ပေါ့ပပနဲ့အရန်ဝတ်လို့ကောင်းတယ်ဟိုတကယ်မမလည်းတော်ရလဲပါရပေါ့နော်တော့ချိုးကဒီအလေးပါမယ်လို့ချင်တယ်တကယ်တော့မပါဘူးအရန်ဝတ်လို့ကောင်းပါတယ် flexible ဖြစ်တယ်နော်ဖြစ်တယ်အဲအဲ့လိုမျိုးပေါ့ဒီဗမာပြည်ရဲ့ရာသီဥတုရဲ့ပြီးတော့ဗမာပြည်ရဲ့ဒီမိမတွေဘယ်လိုဘိုက်ပူတယ်ဟို ရင်သားတွေဒီနားတွေဒီနားတွေအဆုတ်လိုက်တွေပေါ့နော်အဲ့လိုမျိုးထားတဲ့သူတွေအတွက်ပါအစင်ပြေအောင်ပေါ့ဆိုပြီးတော့မှဒီလိုပေါင်85ကနေပေါင်ဟို145လောက်150လောက်ထိအစင်ပြေအောင်ဆိုပြီးတော့ထုတ်ထားတဲ့ကတင်မျိုးတွေအဲ့လိုအဲ့လိုဘောင်းမီတွေဆိုလဲစိုက်တွေက5စိုက်လောက်ထိထုတ်ထားတာပေါ့ခါသေးသေးဟိုတင်ကြီးကြီးဘယ်လိုပုံစံမျိုးမဆိုပုံထုတ်ထားဆိုတော့လူတိုင်းဝတ်လို့လည်းအရန်ကောင်းတယ်အရန်လည်းအစင်ပြေတယ်ပြီးတော့ဒီလုပ်ငန်းမှာဆိုရင်ကျွန်တော်တို့လက်ကားပါပြန်ပေးတာဆိုတော့ဟိုလက်ဟိုဘယ်လိုခေါ်မလဲကျွန်မနဲ့အလုပ်တွဲလုပ်မယ်ဆိုရင်ဒီဟိုလက်လီရောလက်ကား 아워 ဝယ်လို့ရတယ်အဲကိုပိုင်းဥမာချိုးဟဆိုရင်ကွာအခုဆိုနိုင်ငံခြားမှာနေကြတာချိုးကနိုင်ငံခြားမှာနေကြတာဆိုတော့စီးပွားရေးလုပ်ချင်တယ်ထဲချုပ်လုပ်ငန်းလုပ်ချင်တယ်ကိုပိုင်း local brand တွေလုပ်ချင်တယ်ဆိုရင်အမကကုမ္ပဏီကလည်း textile ကုမ္ပဏီကလည်းထောင်ထားတာဆိုင်ခွဲရ5ဆိုင်ရှိပြီဆိုတော့လေပိတ်ဆာမှာဆိုလဲဘာမှဟိုပြောစရာမလိုဘူးပိတ်ဆာမှာဆိုလဲကိုပိုင်း textile ကုမ္ပဏီရှိရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအပြင်ကမှဒီ garment ကလည်းအမကကိုနိုင်ကတကယ်ကျွမ်းကျင်တဲ့ fashion designer တယောက်ဖြစ်တာဆိုတော့လေအဲ့ဆိုအမကတကယ်လူတိုင်းနဲ့အဆင်ပြေအောင်နောက်ပိုင်းနိုင်ငံခြားမှာသွားနေတာပဲဖြစ် ြစ်ဖြစ်နိုင်ငံခြားနေလိုကေ brand ထုတ်ချင်တာပဲဖြစ်ဖြစ်ဟိုအဆင်ပြေအောင်လို့ဆိုပြီးတော့အမအခုလက်လီလက်ကားဆိုပြီးတော့ထုတ်လိုက်တာလက်ကားလူချင်းလည်းရတယ်ကိုတစိတ်ကိုတက်ပေးလိုက်တာအမတို့ကအဲ့ကြရင်အမတို့တစိတ်နဲ့မလုပ်တော့ဘူးသိရမလားအထင်90ရာစပြီး local brand လေးလုတ်ချင်နေဆိုရင်အမဥမာညီမလေးကလုတ်ချင်နေဆိုရင်ညီမလေးရဲ့တစိတ်တွေကိုအမကနေပြီးတော့တက်ပေးလိုက်တာဟာသိရမလားအဲ့ဆိုကိုပိုင်း local brand ဖြစ်သွားတာအဲ့လိုမျိုးတွေပါလုတ်ပေးတာပါဟုတ်ဒီ international လို့လည်းပေါက်တယ်ပြီးတော့ဟင်သူကဘာလဲဆိုတော့ချိုးတာ လုံးဝမမှန်တာမရှိဘူးအရန်စိတ်ရင်းကောင်းတယ်ပေါင်းကြည့်လေစိတ်ရင်းကောင်းလေစိတ်ရင်းကောင်းလေပြီးတော့သူ့ရဲ့ပုံစံသူ့ရဲ့ site သူ့ရဲ့ဒီချက်ပေါ်အောင်မြင်ပါလေဒါဆိုအောင်မြင်မဲ့လာလာသူရှိတဲ့ဆိုတော့ကတ်ထားလားတင်ပါအဲကတ်ထားဒါကို့အမကျေးဇူးကြီးကြောင့်လည်းမိလက်ကြီးဝတ်စုံလေးဝတ်ပြီးတော့ရိုက်ခွင့်ရအောင်မိုက်ဆိုင်ထက်စင်အောင်မိုက်ဆိုင်နဲ့မိုက်ဆိုင်လာဖို့ရှိပါရဲ့အဲ့ကြရင်ဆောက်ကြည့်ပြီးတော့ဆောက်ကြည့်ပေးကြပါဦးနော်မိကအရန်အေးရပြီးတော့ကို့အဲ့လိုမျိုးတင်တချို့ကမာနကြီးရဲ့အဲ့လိုမျိုးထင်ကြတကယ်တော့အဲ့လိုမဟုတ်အရန်အေးရဟိုလဲလဲလဲလို့တချို့ က်ထင်တကယ်တော့မလဲတုံးနည်းနည်းတုံးနေတယ်ပါတော့မလဲအဲ့လိုလုံးအဲ့လိုမျိုးနိုင်ချင်းတဲ့လူတော့မရှိအကောင်လုံးကမြင်တဲ့လူကအကောင်လုံးဝိုင်းချစ်ပေးကြရဲအဲ့ကဲအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အားလုံးလေဆက်ဆက်တွေ့ချင်းတွေကအရင်အေးတာပွဲတွေမှာကျွန်တော်တို့က fashion show ပွဲတွေမှာတွေ့ရင်လေ သူကသူတယောက်တည်းထိုင်နေတာပေါင်းစည်းဆက်ဆက်ရေးဆိုလည်းဟိုလူဆိုတယောက်ပြလိုက်ဒီလူဆိုပြအေးတော့အေးတယ်ဒါပေမဲ့အရင်အများနဲ့ smile ပဲအော်လေချိုးရဲလို့ဒီလားပြီးတော့လဲလို့အရန်လာတယ်လို့တခုချင်းစီစီကြည့်တခုချင်းစီလာတာပြီးတော့ဗာလဲဆိုတော့လေသူ့ကိုကျွန်တော်တို့ကလေ international လို့ပုံစံမျိုးအရန်လေဒီရမလားအမိုက်စားလုတ်လိုက်ပြီးဆိုရင်တော်တော်ကိုထွက်လာမှာအဲ့တော့ညီမနောက်ပိုင်းကျရင်ဒီလုပ်ငန်းကိုဒီချက်ဒီ local ကနေပြီးတော့မှ international ဒီဖောက်ချင်တဲ့အချိန်ညရင်နိုင်ငံခြားမော်ရယ်မငှားတော့အဲတယောက်ရှိသွားပြီเนาะ လို့တကယ်နိုင်ငံကြလို့ဒီအမိုက်စားဓာတ်ပုံစရာတွေနဲ့အမိုက်စားဒီဇိုင်နာတွေနဲ့စုံလိုက်တင်သူကလုံးဝ share ဖြစ်သွားမှာဒီတက်ပို share ဖြစ်သွားမှာနှာခေါင်းလေးတွေအဲ့ဒီနှလုံးလေးတွေရာလေးပြီးတော့သူကလေဟိုဘယ်လိုခေါ်မလဲဘသူမဆိုလေသူ့မှာအဲ့လိုဘယ်လိုခေါ်မလဲ depth site ပုံစံမျိုးတိတ်မတွေ့ရအောင် ်တည်ရအဲ့လို तू နဲ့တွေ့တဲ့အချိန်တိုင်းမှာကိုကလေသူ့ကိုကြည့်ပြီးဟဲ့ချစ်စရာလေးတည်မချစ်စရာလေးအဲ့လိုမြင်နေရတာမျိုးပေါ့အာစိတ်မရှင်းတဲ့ဟာမျိုးမရှိဘူးอืมအားကြောင့်မလို့လေအဲသူ့ကိုအရန်တိုးတက်စေချင်တာသူ့လည်းတိုးတက်နေရပါတော့ဒါမဲ့လို့လေကိုကလည်းသူ့ကိုမှီပြီးသွားမယ်သူကလည်းကိုအဲဝတ်စုံလေးပေါ့အဲ့နော်နော်အတူတူသွားမယ်ဒီထက်ပို့ပြီးတော့နော်ဒီထက်ပို့ပြီးအောင်မြောင်သူစူးစမ်းကြမယ်ညီမလေးဆိုအမရဲ့ brand တွေအကုန်လုံးကိုလည်းတောက်လျှောက်ညီမလေးနဲ့ပဲတောက်လျှောက်ရိုက်ဖြစ်မှာအဲ့ဒါဒါတိုင်းလာရင်လာတိုင်းလာတိုင်းတလောက်နှစ်ကြိမ်သို့မဟုတ်တစ်ကြိမ်ပေါ့နော် ော်တောက်လျှောက်တော့ရိုက်ဖြစ်သွားမှာဘာလို့လဲဆိုတော့သူ့ရဲ့ပုံစံသူ့ရဲ့ဟိုပြောမှဆိုရင်ကွာဟိုဟို ဟိုဘယ်လိုခေါ်မလဲအဲ့လိုက်တာမျိုးဟိုဘယ်လိုခေါ်မလဲငါမော်ဒယ်တယောက်ကိုဟာလာငါနဲ့တူတူရိုက်လိုက်မယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ချစ်နေလုံးလို့သူနဲ့ရိုက်ဖြစ်တာညီမလေးကလည်းမမနဲ့တူတူအလုပ်တွဲလုပ်ရတော့လည်းအရန်ပြောရင်မမမလည်းစိတ်ဓာတ်အရန်ကောင်းတယ်ပေါ့နော်သူကချစ်ဖို့လည်းအရန်ကောင်းတယ်ညီမလေးသူကတော့ပြောမနေနဲ့အဲ့လိုမျိုးအေးအေးလေးနဲ့ချိုးတာသူကြည့်အေးအေးလေးပဲဒါပေမဲ့လူတိုင်းချိုးတယ်အဲ့လိုမျိုးတမီးကကိုယ့်ဘာကြီးကြောက်တယ်အေးအေးချမ်းချမ်းနေရကြိုက်တယ်အဲ့လိုမျိုးတချို့လူအဲ့လိုကိုယ်လာဝင်ဖန်တယ်မဟုတ်လားဩဒါကိုယ်ကောင်းစင်ချင်လို့ပါဆို အဲ့လိုပဲထားလိုက်တယ်အရင်စိတ်ထဲမနစ်ထားဖို့ပေါ့နော်ဒီကကိုအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဟိုကြောက်လက်ခံအောင်လို့အမြဲစူးစမ်းနေမယ်ဆိုစိတ်ကအမြဲတွေးထားရပေါ့နော်စူးစမ်းနော်စူးစမ်းစူးစမ်းချစ်တဲ့သူများတော့ရှိပါရဲ့ချစ်တဲ့သူများရဲ့ချစ်တဲ့သူများရဲ့ဟုတ်နော်ချစ်တဲ့သူတွေများတော့ပြောရတယ်တချို့ဆိုရင်လေကောင်းစေချင်တော့အဲ့လိုမစင်ချက်ပေါက်တိလာပြီးလာပြောရတယ်ရှိအများကြီးပဲပေါ့နော်အဲ့လိုအလုပ်တစ်ခုလုပ်မယ်ဆိုမိတခြားဆုံးဖြတ်အဲ့လိုမျိုးပေါ့နော်ညီမလေးဘယ်ကဘယ်လိုကောင်းလဲအဲ့ဒီတစ်ခုချွင်းချက်ရှိရင်ဆိုညီမလေးဒါမှမဟုတ်သေးဘူးဆိုပြီးတခြားလ ာပြီးပြောပြပေးရပေါ့နော်အတက်လဲတောက်ချင်းကုန်းလုံးလည်းကျေးဇူးများချက်ပေါက်မှလည်းစပြန်နေတူอ่ะเนาะอืมစပြန်နေတူอ่ะအဲ့လိုမျိုးဟိုမန္တမကြီးဟုတ်တယ်ဟုတ်တယ်အဲ့လိုထက်အပြင်မှာတွေ့ဆုံးမှာရှိရပေါ့နော်ဒီတော့ဒီတော့အကောင်းဆုံးဒီမှာ ော်ကဲတခုလာပြီးဝင်ခဏရှိဘာမှစိတ်ထဲမှာထားနေအမြဲအမြဲတမ်းလိုက်ပြီးတော့ဟိုကူးဆိုင်ပေးရပြီးတော့ပြိတက်တည်းလာမဟုတ်အခြားအနည်းပြရှင်အကိုအမရေတွေ့လဲကိုချစ်ကြရဲ့ဟိုလမ်းမမရောက်လို့အမြဲတမ်းလမ်းလမ်းမှန်အမြဲတမ်းညွှန်ကြားပေးရပေါ့နော်ညည်သေးတာဟုတ်နော်ညည်သေးရဘယ်နဲ့ပြောပြလိုက်ဟာ ဟိုးတလပိုင်းမှာဟိုဆက်ရှိပြောဟိုးကလူလေးပဲရှိသေးတယ်နော်နော်ကိုရီအဲ့ချိန်ကဖဲအဲ့ချိန်မှာအဆီဇန်တင်နေတက်နေတာကျမစတယ်အေးတန်းတင်ယူနေတာကျမတဟိုကျမတွေမဟုတ်ကျမဘေးနားမှာရှိတဲ့သူတွေကိုကျမအေးတန်းတင်နန်းတစ်ခုသို့မဟုတ်အကြောင်းတစ်ခုအေးတန်းတွဲပြီးလောက်ကမယ်ဆိုတော့ကျမအေးတန်းတင်တာ အဲ့လိုကျမသားလေးနှစ်နှစ်ကလေးညာစာငါးနှစ်ကလေးညာစာမရဘူးအဲ့လိုမျိုးဆိုတော့အခုလည်းကျမအဲ့အချိန်ကလည်းကျမလက်စာကျူးစာတာပဲဒါပေမဲ့အဲ့အချိန်ကကျမတို့အကောင့်တင်းနေလေအရန်ဟိုနေဖြစ်တော့ကျမအစီအစဉ်တင်နှန်းတွေကိုဒီဟိုနေကြောင်းတက်ကူတက်နေနေမှာ ထပ်ပြီး join ပြီးတော့ကျမထပ်တက်နေတာဘယ်လိုလဲကျမအမြဲတမ်းတင်ယူတယ်ကွန်ပျူတာလားဒါမှမဟုတ်တခြားနယ်ပယ်ကနေပြီးတော့ဟလာကိုလေ့လာမယ့်ဟာတွေလားအဲ့လိုမျိုးကျမတောက်လျှောက်တော့တင်တယ်ဒီဇိုင်နာဖြစ်သွားတာကြတော့ကျမကဒီတက်ကြီးရအဖိုင်းတက်ကြီးရမှာကျမစပြီးတော့လေအဲတခုခုတော့အတမိုးဝမ်းကြောင်းလုံးမယ်ဟာငါမိဘသားစုကငါ့ကိုတိတ်ပြီးတော့မထောက်ပတ်နိုင်ဘူးအတော့ငါဟလာအတမိုးဝမ်းကြောင်းတခုခုလုံးမှာအဆင်ပြေမှာ အမကျမရဲ့အမိဘတွေကကြတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ် ွား။အဲတိလားဈေးရောက်နေလို့အဲ့ချိန်ကပြပြရင်တော့လေဒါမီဒီယာမှာပြပြလိုက်ပါအောင်မယ်။ကျမတို့အမေကဝက်သားရောက်တာ။အဲ့တော့ကျမတို့တိုးတက်ဖို့လမ်းအောင်ဆိုရင်ကျမဘယ်လိုလုပ်ရမလဲ။အဓိကကျမကိုယ်၌ကပညာတက်ုံနဲ့မရဘူး။အဲ့ချိန်ကလည်းပညာတက်တယောက်ကတလောက်သသိန်းကျော်လောက်ပဲရှိတာ။သသိန်းကျော်လောက်ပဲရှိတာဆိုတော့အဲ့တော့ကျမဆယ်စီလုပ်ငန်းတစ်ခုတော့လုပ်ရမယ်ဆိုပြီးတော့အမှတက်ပြီးရတက်တဲ့အချိန်မှာပဲကျမကဒီဇိုင်နာထိထိနေစီမှာတင်နန်းတက်လိုက်တာ။ ဲတက်ပြီးတော့မှ final year first semester မှာလုံးဝအောင်မှာတီချက်စီမှာပဲတင်တော့မယ်ဆိုပြီးတော့ပဲအဲ့မှာဟိုတင်ပြီးတော့မှအဲ final year ကို second semester မဖြေတော့ဘဲနဲ့အဲ့ဒီတည်းကိုလုံးလုံးဝင်လိုက်တာဝင်ပြီးတင်တဲ့နေ့ဖွင့်တော့အောင်မြင်တော့အာကျွန်မအဲ့ဒီတည်းမှာပဲပျော်သွားတာဒါပေမဲ့ကျွန်မတကယ်လှုပ်ချင်တာအထည်ချုပ်လုံးငယ်အခုလို ready to wear လှုပ်ချင်တာသိရမလား international model တွေသိရမလားဟိုကြည့်လိုက်ပြီး boss တို့ဘာလို့မှဆိုတကယ်မိုက်ရအာလှုပ်ထားတယ်သိရမလားဟိုဓပုံတွေရိုက်ထားဆိုအရန်ကြိုက်တယ်အမအဲ့လိုဗျောင်လေးတွေ းကိုအဲ့လိုရှင်းရှင်းလေးတွေနဲ့အဲ့လိုတုံတုံတွဲတွဲလေးတွေကြနေတာအမကြိုက်တယ်လူတယောက်ကြီးလိုက်ပြီဆိုအဲ့လိုရှုပ်ပြီးတင်းကျပ်နေတဲ့ပုံစံမျိုးကြိုက်တာအဲ့တော့အဲ့အဲ့လိုမျိုးကလှုပ်ရှင်နေဆိုတော့အဲ့နဲ့တီချက်စီမှာတက်ပြီးတဲ့အချိန်မှာအမကဘသူစီမှာတော့တက်လဲဆိုဒီတနေစင်ကာပူမှာတက်တာစင်ကာပူတက်ပြီးတဲ့အချိန်မှာအမဆရာဖြိုးကိုတို့ဆရာပြေဆိုးအောင်တို့စီမှာထက်တက်တယ်ပြီးဆရာဦးစိုးလွင်တို့ မမဒီဇိုင်နာဆရာရဲ့လည်းအများကြီးပဲအဲ့လိုမျိုးဟိုပြောမယ်ဆိုရင်ကွာဒီအဖြစ်လုပ်ဖို့အတွက်ဆိုတော့တန်တန်းတက်ခဲ့တာမဟုတ်ဘဲနဲ့ဟိုတကယ်ဟို career တစ်ခုအတွက်ကောနောက်ခါကျတော့ဘာလို့လဲဆိုကိုဘွားအတွက်တကယ်ဟိုအထောက်အကူဖြစ်မဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်တဲ့ဟိုတက်တိလေးတစ်ခုပဲမတက်ဘဲနဲ့နောက်ထပ်တကယ်ဆရာကြီးတွေနဲ့တောက်လျှောက်တက်ပြီးတော့မှဒီလုပ်ငန်းအောင်စလုပ်တာဒါကြောင့်ဝေ့ကြည့်ပါ ဟာနောက်ပိုင်းဈေးကွက်ထဲမှာ loss လုပ်တဲ့ချိန်ကျရင်အခုလည်းလုတော့မှာပေါ့နော်အခုလုံနေပြီပေါ့နော်ဆိုတော့အဲ့ချိန်ကျရင်ဟိုတေချာဝစ်ကြည့်ပါဝစ်ကြည့်ပြီးွားရင်ဟိုခန်းစားတဲ့ taste လေးကိုပြန်ပြောပေးကြပါဦးမစိတ်ကြမှာပေါ့နော်ရန်ဘာမှပြောစရာမလိုဘဲနဲ့အရန်ဝင်းလို့ကောင်းတယ်အရန်လည်းရှင်းရှင်းလေးနဲ့အရန်လည်းလှရလာရပေါ့နော်တကယ်ဒါမမတော်လည်းပါဖိုင်ယာဖိုင်ယာလေးမိလည်းအဲ့လိုမျိုးအဲ့လိုမျိုးလေးဒီမိုးဝေးရအရန်ကြိတ်တယ်ပေါ့နော်ဟုတ်တယ်နော်အဲ့လိုမျိုးနော်ထိုက်ထိုက်တူတူတယ်ညီမလေးက ရှင်းရှင်းလေးလေးဆိုပူကြိုက်တယ်ရှုပ်ရှုပ်ခက်ရှက်ကြီးအဲ့လိုမျိုးသဘောတိတ်မကြဘူးပေါ့နော်လိုက်တာတော့လိုက်တာတော့လိုက်ပါတယ်အကုန်လုံးလိုက်တော့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတော့မရှိဘူးပေါ့မရှိဘူးဒါပေမဲ့အပြင်သွားတဲ့ပုံစံလေးကအပြင်သွား MRI ပြောရင်အရင်ကဆိုရင်တပြမလားជីជីပေါင်းပြီးအိမ်ပွားနေတယ်အဲ့လိုသွားရအကြရအဲ့လိုပြောတာအိမ်ကလေအဲ့အရင်ကဆိုရင်ねခလေးအရင်ကခလေးဆိုရရအခုကကိုကိုကိုပြန်ကြည့်ရကိုအလုပ်တဲ့လုပ်ကူလည်းပြန်ကြည့်ဆိုအဲ့နဲ့ជីជីပေါင်းမွေးရတော့မွေးရတော့ပေါ့ជីជីလေးဆုံးလို့လား အမဆင်နော်ဟုတ်တယ်အခုကမမရှိနေနော် ready to wear မှာဆိုမရှိရယ်အဲ့လို main ကလေးစစံပုံစံမျိုးငေးရများရယ်ပြီးတော့အဲ့လိုအဲ့လိုအပေါ်ကနေ t-shirt အပွားကြီးနဲ့အောက်ကဘောင်းမီပုပွားကြီးဝေဝါးအကြိုက် main ကလေးရအစားငေးရဟုတ်တယ် ရန်ကြိုက်တာပဲရန်ကြိုက်တာမင်းကလေးချင်းချင်းအဲ့လိုကိုယူစားစကားလာပြောရတယ်အဲ့လိုမျိုးရှိရဲ့ဟဲ့အရန်ဆိုတာအဲဘွေမှာဆိုတော့ဝစ်ဆုံအပြည့်တွေနဲ့တွေ့တာပေါ့တိရမလားဟာ dress တွေခါဝင်နေနေပေါ့နော်တိရမလားကိုလည်း dress တွေခါဝင်နေနေဆိုတော့ဒီအဲကြည့်ရတာလေရှိုးပွဲကလေရှိုးပွဲမှာလေမိုက်နေသလိုသူ့အပြင်ပုံစံကြည့်တဲ့အချိန်မှာလေမိုက်တာပဲလေချမ်းတန်တန်လေးနဲ့ချစ်စရာကြည့်လိုက်လေတကူလုံးမှာအဲ့လိုမျိုးဒီလိုဒီလိုတိရကိုလေးလိုဒီလို mindset တွေမရှိဘူးပြီးတော့ငယ်ရွယ်မနှုတ်ပြိုတယ်ပြီးတော့အရေး ်ရှည်တယ်အသားဖြူတယ်မျိုးလုံးမျိုးကုံနှစ်ခေါင်းအကုန်လှတယ် perfect ဖြစ်နေရလေနော်ကိုသားသမီးကိုသမီးလေးဆိုဘယ်လောက်ကောင်းမလဲထားစင်နေအောင်ရှိမှာမဟုတ်ဘူးရပါမမွေးစားလိုက်ရပါအေးနော်အာကြီးပေါ့မမတော်တော်ထုတ်တဲ့ဒီမှာဇိုင်းအမျိုးစုံရှိရပေါ့နော်ပြီးတော့အာအများကြီးထွက်ဖို့ထွက်ဖို့ဒီဇိုင်းတစ်တည်းရှိပါတယ်အဲ့ကြရအားပေးကြပါလို့အမ် ဘာကဲဝလည်းတကယ်ဘာမှပြောစရာမလိုဘဲနဲ့အရန်ကိုမိမိုက်နေမှာပါလေ။ဟုတ်မိမိုက်နေမှာဟုတ်တယ်နော်။လက်ကားသမားတွေလက်ကားသမားတွေအားပေးလို့ရပါတယ်။ကိုစိတ်ကိုတက်ပြီးတော့လုပ်ပေးလိုက်မှာနော်။ဟုတ်တယ်။ကိုလိုကဲပေါ့နော်။ကိုစိတ်ကိုတက်ပြီးတော့လုပ်ပေးလို့လည်းရပါတယ်။ဒါမှညီမလေးကိုကြည့်လိုက်အရန်မိုက်နေဆို အောင်မြင်ပါအောင်မြင်တော့မယ်မင်းစနေပါအဓိကတော့ကျမတို့ရွှေပြည်သားမှာနေတာရွှေပြည်သားကျမတို့ဒီဘူဂျုံလမ်းမပေါ်ကံမောစားပဲမျက်ဆောင်ထိုးมาတော့ကျမရဲ့ဒီတော်တော်အထက်ပေးလေရောင်းဝယ်ရဲ့လက်ကားဆိုင်ရှိရပေါ့နော်အဲ့ဒီမှာဆိုရင်လည်းကျမနေရပြောလေအဓိကကျမနဲ့တွေ့မယ်ဆိုရင်လည်းလာပြီးတွေ့လို့ရတယ်စိတ်ဝင်လာလေးလာလို့ရတယ်စိတ်ဝင်ကလည်းကျမတို့ဒီရွှေပြည်သားထဲမှာပဲရှိတယ်ဆိုင်ရကျတော့ဆိုင်ဝဲကကျမပြောမယ်ဆိုပိတ်လေလုပ်ငန်းမှာအဓိကကျမတို့ရဲ့အဓိကကယ်ရီယာပိတ်လေလုပ်ငန်းဖြစ်နေရ ਉ အဲ့ဒီမှာမှအခုဒီအထက်ကျုပ်လုပ်ငန်းကိုလာလေလာခြင်းနဲ့ဆိုတော့မှဒီ ီဟာဆဲုံနဲ့လာပြီးတော့ဒီအင်းညာဘာဖြစ်တယ်ဒီကဘာဖြစ်တယ်ဆိုတော့ quality ကိုတေချာလာလိလာပြီးတော့ local brand တွေကိုအဲ့လိုရတယ် ဒါပေမဲ့ကျမတို့ကကျမတို့ထုတ်တဲ့ဒီဇိုင်းကိုပဲထုတ်တာသူများကနေပြီးတော့လာအပ်တဲ့ဒီဇိုင်းကိုတော့လက်မခံဘူးကျမတို့အခုထုတ်ထားတဲ့ဒီဇိုင်းကိုမှအာကိုပဲပိတ်စာလေးနဲ့ချုပ်ချင်နေဆိုတော့လာလို့လို့ရတယ်အဓိကတော့ရွှေပြည်သားကိုချုပ်လမ်းမပေါ်ကံမောစားပဲမျက်ဆောင်တို့ကတော်တော်ထည့်ပေးလေရောင်းဝယ်ဆိုင်နံပါတ်၄ပေါ့နော်အကူလာခဲ့လို့ရပါတယ်ဖုန်းနံပါတ်ကတော့39 43 3998နဲ့39 81 104ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နော်ကျေးဇူးတင်တယ်ကျေးဇူးပါ